မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနိုင်ငံလုံးစံစည်းကွက်မှာဈေးကစားနိုင်တဲ့လက်ကြီးကုန်တယ်များစံစံများကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ22ရက်နေ့ကနေစတင်ပြီးတော့အခုလိုဖမ်းဆီးနေခြင်းဖြစ်ပြီးဖမ်းဆီးရမှာလဲစံစည်းနှုန်းတတ်မှတ်မှုအယောင်အဝယ်စံအဝင်ထွက်များကိုစုံစမ်းမေးမြန်းရန်ဖြစ်တယ်လို့သိရပါတယ်ဒါအပြင်စံတူလောင်မှုနဲ့စဘာတူလောင်မှုများကိုပါစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်ခေါ်ပြီးတော့စစ်မယ်သူတို့ဘာတွေလှုပ်ထားလဲအပေါ်မူတည်ပြီးတော့ဈေးကစားတာစံတူလောင်တာစဘာတူလောင်တာတွေရှိရင်တော့အေးအေးယူခံရမယ် ပြည်နယ်နဲ့တိုင်းအားလုံးကိုခေါ်ပြီးတော့စစ်ဆေးခိုင်းတာဖမ်းတာတော့မဟုတ်ဘူးဒါပေမဲ့အိမ်ပြန်လို့တော့မရဘူးသက်ဆိုင်ရာရုံးတွေမှာခဏခေါ်ထားမယ်စစ်ဆေးမယ်သူတို့လုပ်တဲ့လုပ်ရပေါ်မူတည်ပြီးတော့အရေးယူမှုတွေရှိနိုင်တယ်လို့ပြည်ထရေးသတင်းအင်းမြစ်ကပြောဆိုထားပါတယ်စံကုန်တယ်များစံစံများကိုခေါ်ယူစစ်ဆေးမှုများကိုစားသုံးလုံးစစ်တပ်ထွေအုပ်စီဝါကူတန်းစားသုံးသူရေးရဦးစီးဌာနတို့ကအဓိကကင်တွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်လက်တလုံးမှာဘကိုးတိုင်းပေါင်းတယ်မျိုးကပြည်စုံအောင်စံစက်ပိုင်ရှင်လဲဖြစ်ဘကိုးတိုင်းစံစဘာအသိရဲ့အတွေးအမှုလဲဖြစ်တယ် ဦးထင်စောလိုင်းနဲ့ပြည်မျိုးကစံကုန်တဲ့ကိုစောထပ်ပိုင်တို့ကိုလည်းစစ်တပ်ကမင်းမြန်းစရာရှိတယ်ဆိုပြီးတော့လာရောက်ဖမ်းဆီးသွားကြောင်းသတင်းရရှိပါရယ်ခမောင်နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မြင်းတော်ကန်ကျေးရွာအနီးမှာဒီကနေ့မနက်ပိုင်းကစစ်ကောင်စီရဲ့လေရင်တစည်းပြတ်ကျခဲ့ပြီးတော့ပြတ်ကျတဲ့နေရာကိုစစ်တပ်များကပိတ်ဆို့ကာဓာတ်ပုံရိုက်ခွဲပြည်သူများကိုဝင်ခွင့်မပေးဘဲနဲ့သတင်းအမှောင်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ22ရက်နေ့မနက်8:00နာရီဝန်းကျင်အချိန်မှာ မိထီလာမျိုးနဲ့မြင်းတော်ကံရွာအနီးမှာလေရင်ပြတ်ကျသွားခြင်းဖြစ်ပြီးတော့လေရင်ပြတ်ကျမှုကိုအနီးနားကကျေးရွာတချို့ကမြင်တွေ့လိုက်ရတယ်လို့သိရပါဗျ။မနက်၈နာရီလောက်ကဖြစ်တာပါလေရင်ပြတ်ကျတဲ့အနာကတ်လို့မရဘူးပုံလဲရိုက်လို့မရဘူးမိထီလာမျိုးကပပတ်လေကစစ်တပ်တွေကြီးပဲဆိုတော့ပြတ်ကျတဲ့နေရာကိုမိနစ်ပိုင်းအတွင်းမှာတပ်တွေကတန်းပြီးတော့ရောက်လာတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ဒီကနေ့မနက်ပိုင်းမှာမိထီလာမျိုးနဲ့မြင်းတော်ကံကျေးရွာအနီးမှာပြတ်ကျသွားတဲ့စစ်ကောင်စီရဲ့လေရင်အမျိုးအစားနဲ့ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာကပတ်အတွင်းတနက်ပြချိန်ချောက်လူရက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့လူရက်ခံရသူအမျိုးသားတအုပ်ဟာပြစ်ဒဏ်ခံရပြီးတော့ပေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူရက်မှုတွေဟာဇွန်လ23ရက်နေ့နဲ့ဇွန်လ20ရက်နေ့တွေမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ကလူရက်မှုခံရတဲ့သူဟာအောင်မြေသာဆန်မြို့မြောက်ပြင်ရက်က ရွှေပရင်ဆိုင်အဖြစ်ပြီးတော့ရွှေတဲတွေပါသွားတယ်လို့ပြစ်သက်ခံရကနေရာမှာတင်တိတ်ဆုံးသွားရတယ်လို့မြောက်ပြင်ရက်မှာနေထိုင်သူတချို့ထံကသိရပါဗျ။ရွှေတဲပြုတ်လို့ဖို့အတွက်ရွှေတဲလာတဲ့သူအသက်40ကျော်ပရင်ဆိုင်ဦးဝင်းအောင်ဟာညနေ9:00နာရီခန့်ကနေအိမ်ကိုပြန်လာတဲ့အချိန်မှာ88လမ်းနဲ့88လမ်းကြားမှာလူရက်ခံရပြီးတော့ပြစ်သက်ခံခဲ့ရတယ်လို့သိရပါဗျ။ ်တနက်ပြပြီးတော့လူလာပရင်စီယာကိုတခါတည်းပြတ်တက်သွားတာလို့မြောက်ပြင်းရမှာနေထိုင်သူတို့ကပြောပါရယ်ဇွန်လ20ရက်နေ့ကဖြစ်စဉ်ကလည်းအောင်မြေတာဇံမြို့နယ်အကွက်တက်အနှိတ်တော်ရက်ကွက်မှာညာပိုင်း10နာရီဝင်းကျင်ကဦးမျိုးတင်ကားဝက်ရှော့စီကိုရောက်လာတဲ့အမျိုးသားနှစ်ဦးဟာဝက်ရှော့စီယာကိုတနက်နဲ့ချိန်ပြီးတော့တော့တောင်းကကားတည်းစီကိုလူရက်သွားတယ်လို့သိရပါရယ်စစ်ကောင်စီဘက်ကတော့ရွှေပရင်သမားကိုလူရက်တက်ဖြတ်သွားသူတအူးကိုဖမ်းမိထားပြီလို့သတင်းထုတ်ပြန်လာကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဒေသကြီးပြည်မြို့ရွာပဲရက်ွက်မှာရဲသတင်းပေးလာဆိုပြီးမေးပြီးတော့ဓာတ်နဲ့ထိုးလို့အမျိုးသားတအုပ်တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လာ21ရက်နေ့ကရွာပဲရက်ွက်မြကန်သာရက်နေခိုင်မင်းနိုင်အသက်40နှစ်ဟာရက်ွက်တွင်ကအေးဆိုင်တစ်ခုမှာထိုင်နေတဲ့အချိန်တရက်ွက်ထဲနေတဲ့ကျော်သူရ34နှစ်ဆိုသူကရောက်လာပြီးတော့ မင်းလာကရဲတရင်ပေးဒလန်ကောင်လို့ပြောဆိုပြီးတော့အသင့်ပါလာတဲ့ဓာတ်နဲ့ထိုးခဲ့တာလို့ဆိုပါရယ်ရဲတရင်ပေးလာမေးပြီးတော့ရင်ဘက်ကိုဓာတ်နဲ့သုံးလေးချက်လောက်ထိုးပြီးတော့ပြေးသွားတာအထိုးခံရတဲ့သူကပြန်လဲခုခံတာတော့မလုံနိုင်ဘူးလို့ဒေသခံတအူးကပြောဆိုကြပါရယ်ဓာတ်နဲ့ထိုးခံရတဲ့ ခိုင်မင်းနိုင်ဟာရင်ဘတ်မှာထိုးသွင်းဒဏ်ရာတွေနဲ့နေရာမှာတင်တိတ်ဆုံးသွားပြီးတော့အလောင်းကိုတော့ဒေသခံတွေကပြည်စည်းရုံကိုပို့ပေးခဲ့ရတယ်လို့သိရပါဗါးဒါနဲ့ထိုးပြီးထွက်ပြေးသွားတဲ့ကျော်သူရကိုတော့စစ်ကောင်စီနဲ့ရဲတွေကညာတွင်းချင်းလိုက်ဖမ်းပြီးတော့ပြည်မြို့ရဲစခန်းမှာလူတက်မှုနဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါဗါးမေလ23ရက်နေ့ညကလည်းပြည်မြို့ရွှေတချောင်းလမ်းဝါရုံလမ်းထိပ်မှာရှိတဲ့ဓာတ်ပုံဆိုင်ကဝန်ထမ်းကိုစိုင်းတွင်းကိုဝင်ရောက်ကပစ္စည်းလုယူတဲ့လူငယ်နှစ်ဦးကဒါနဲ့အချက်ပေါင်းများစွာထိုးခဲ့လို့တိတ်ဆုံးခဲ့ရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ရေးအရာအရှုံးများစွာနဲ့ရင်ဆိုင်နေရတဲ့တန်တွဲတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ရေကြောင်းတွေကနေတဆင့်တပ်ရင်အားများကိုထပ်ဖြည့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာတန်တွဲမျိုးနဲ့ငပလီမျိုးမှာနှစ်ဖက်တိုက်ပွဲများနေ့စဉ်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးတော့အဲ့ဒီနှစ်မျိုးလုံးကိုအာရခတပ်တော် AA ကဝိုင်းရံပိတ်ဆို့ထားကြောင်းနဲ့စစ်ကောင်စီကတပ်ရင်များကလည်းခန်းစင်းနဲ့တိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ကောင်စီက ထပ်ဖြည့်အင်အားများဟာပြည်သူစစ်အမေရိကန်ပြူစောတိများပါဝင်သလိုအတင်းအဓမ္မစစ်သားစုဆောင်းခံရတဲ့သူတွေလည်းပါဝင်နေပြီးလက်ရှိမှာ၎င်းတို့ကိုဂွတ်တပ်စခန်းများနဲ့တန်တွဲလေစိတ်တပ်စခန်းများမှာထားရှိတယ်လို့သိရပါဗျ။အေယာဝတီဘက်ကမြန်အောင်ကြံကင်းဘက်ကတိုက်ရင်အားတွေထပ်ဖြည့်လာတယ်ပြီးတော့ပြည်ဘက်ကလည်းပါတယ်လေချောင်းကလာတာတွေပြီးတော့ရေချောင်းတင်းမောင်းနဲ့လာချပေးတာတွေလည်းရှိတယ်သူတို့က55တိုက်ရင်မှာဆင်းတာတွေရှိတယ်ဂွတ်ငတိုင်းချောင်းဘက်ကလည်းလာတာတွေရှိတယ် ကုန်းလန်းကတော့လာလို့မရဘူးအဲ့ဒီလမ်းတွေကိုအေအေကပိတ်ဆို့ထားတာလို့ပြောဆိုခဲ့ပါတယ်အဲ့ဒီစစ်ကောင်စီတပ်ကလက်နက်အင်အားတပ်ရင်အားများကိုငပလီခလိုက်ရ55တပ်ရင်းနဲ့ငပလီလေစိတ်အနာကခမရ966တပ်ရင်းတို့ကိုဖြစ်တင်းပေးနေခြင်းဖြစ်ပြီးတော့ခမရ966တပ်ရင်းကိုခန်းစစ်အနေနဲ့ပြင်ဆင်ထားကြောင်းအဲ့ဒီသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီတပ်ရင်အားကိုပြီးခဲ့တဲ့မေလ19ရက်နေ့ကစတင်ပြီးတော့ဖြစ်တင်းလာခြင်းဖြစ်ပြီးအခုရက်ပိုင်းများမှာတဖြည်းဖြည်းနဲ့အင်အားတွေပုံမှုဖြစ်တင်းလာခြင်းကြောင်း အခုရပိုင်းများမှာနှစ်ဖက်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့သိရပါဗါးတရင်ရဲမဲ့တူကလေကြောင်းကမလာတာ၃ရက်လောက်ရှိနေပြီအကြောင်းတစ်ခုခုတော့ရှိလိမ့်မယ်အေအေဘက်ကလေစိမ့်နားမှာတိုက်ပွဲပေါ်ဆောင်နေတယ်အဲ့ဒါကြောင့်များလားအရင်ကလို့လေရင်မစင်းတော့ဘူးအဲ့ဒီလေစိမ့်ဝင်းတဲ့ကနေပြီးတော့လက်နဲ့ကြီးနဲ့တောက်လျှောက်ပြစ်နေတယ်လို့ပြောဆိုခဲ့ပါဗါးမပလီမျိုးအနီးစစ်ကောင်စီတရရဲ့အနီးတော်ဝိုက်မှာလဲ ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ AA တို့နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ AA ကငပလီမြို့ထဲမှာရှိတဲ့ခမရ966နဲ့ခလရ955တပ်ရင်းတို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းပြည်နယ်စီဆိုင်မြို့နယ်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့လွယ်မောဒေသပြည်သူများကိုအကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့များကရွာအပြင်ကိုထွက်ခွဲ့ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ21ရက်နေ့မနက်10:00နာရီကနေညနေ4:00နာရီအထိစီဆိုင်မြို့နယ်တပတ်ကြီးရွာအုပ်စုနောင်စကားကြီးရွာအနီးမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကအင်အား300ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်း၊ဒရုန်းများနဲ့ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်တပတ်ချောင်းအနီးမှာရှိတဲ့ကြေးရွာကပြည်သူများဟာရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်တပတ်ချောင်းအနောက်ဘက်ကမ်းမှာရှိတဲ့ရွှေတကူဖျားကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကဒုတိယအကြိမ်လက်နက်ကြီးများနဲ့ drone များနဲ့ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စီတိုင်မြို့နယ်လွယ်မောတောင်ဒေသမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိတော့လေအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်နဲ့၎င်းတို့လက်အောက်ခံ PNO အဖွဲ့ဟာဇွန်လ22ရက်နေ့မှာ ရက်ရွာများကိုအစည်းအဝေးခေါ်ယူပြီးတော့ဒေသနေပြည်သူများကိုရွာအပြင်ကိုထွက်ခွဲ့မပြုကြောင်းချိန်ချောက်ပြောဆိုခဲ့တဲ့အပြင်ပင်အုံးရွာတကြီးကိုလည်းရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ရွာသူရွာသားများအနေနဲ့ရွာအပြင်ကိုထွက်ပါကတော်လိုင်းတပ်ဖွဲ့များလို့တတ်မှတ်ကပြစ်တတ်မယ်လို့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအစည်းအဝေးမှာချိန်ချောက်ပြောဆိုခဲ့ပြီးတော့အခုလိုချိန်ချောက်ရမှာရဟန်းတန်ဃာတော်များအနေနဲ့လည်းတတိထားတွာလာဆင်ခြင်ကြရန်နဲ့နောက်နောက်မှာရဟန်းတန်ဃာများကိုလည်းစစ်ဆေးမှဖြစ်ပြီးတော့အစီအစေးမခံပါက PNO ပြည်သူ့စစ်ရဲဘော်များရဲ့အမှားမဟုတ်ပဲသင်္ကန်းကိုယိုသေးတော့လဲလူကိုမယိုသေးနိုင်ဘူးလို့ရွယ်မောဒေတာမှာရှိတဲ့ရဟန်းတန်ကများကိုပြည်သူ့စစ်များကပြောဆိုချင်းချောက်သွားခဲ့ကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ကရွယ်မောတောင်ဒေတာကျေးရွာများအတွင်မှာနေထိုင်ခြင်းလက်နက်ကြီးများနဲ့တောင်ယာများအတွင်ကိုရန်တန့်ပစ်ခတ်ခြင်းပြည်သူများကိုရွာပြင်ကိုထွက်ခွဲ့မပြုခြင်းများကြောင်းကလေးငယ်များဟာစာတင်ကြားခွင့်ဆုံးရှုံးနေရတဲ့အပြင်ဒေတာကန်ပြည်သူများဟာလည်းတောင်ယာလုပ်ငန်းများကိုလုတ်ကင်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်အနောက်ချမ်းမှာရှိတဲ့မွေတလိုင်းရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးပြီးတော့ဒေသခံ10ဦးကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ22ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှမရိယာမြို့နယ်အောက်တောင်ခိုင်းရွာကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာမွေတလိုင်းရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းမရိယာမြို့နယ်အနောက်ချမ်းကဒေသခံတအုပ်ကပြောပြလာပါရတယ်။မီးလောင်နေတုန်းပဲဘလောက်ပျက်စီးတယ်ဆိုတာကျွန်တော်တို့လည်းသေချာမသိဘူးလို့ ီကနေ့မနက်10:00နာရီကမှပြောကြားထားပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီစစ်ကြောင်းဟာမွေဟင်းသာရွာကိုဝင်ရောက်ခဲ့ပြီးတော့ပြည်သူ10ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်စစ်ကြောင်းလာတာကိုမတိလိုက်လို့အဖမ်းခံလိုက်ရတာစစ်ကြောင်းကမွေဟင်းသာရွာထဲမှာပဲရှိနေသေးတယ်အဖမ်းခံရတဲ့ပြည်သူတွေရောရွာထဲမှာပဲလို့သိရတယ်စစ်ကြောင်းကတန်းဝင်တော့ရှောင်းတာမမီလိုက်ဘူးနဲ့တူတယ်လို့၎င်းကဆက်ပြောပါတယ်။မရီယာမြို့နယ်အနောက်ချမ်းကိုစစ်ကြောင်းဝင်ရောက်တဲ့ရှိပြီးတော့ဇွန်လ20ရက်နေ့ကလည်းရွှေဘိုးကြီးရွာကစစ်ပေးဆောင်ပြည်သူတအုပ်ကိုစစ်သားများကတပ်ဖြတ်ခဲ့သေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။